ကဲဒါရုမျိုးရေဒါဆိုဒါရုမျိုးကအခုเนาะဒါ1 to 10ကဏ္ဍနဲ့အကုန်လုံးကိုလည်းနားလည်သွားပြီပြီးတော့ဆရာတို့ဒီ1 to 10ကဏ္ဍနဲ့ဘယ်လို count လုပ်ရလဲเนาะရေတွက်တာတွေကိုလည်းဆရာသင်ပြီးသွားပြီတကယ်ဒါဆိုရင်ဒါရုဒါရုမျိုးကအခုရသွားပြီဟုတ်တယ်เนาะကဲဒါဆိုရင်ပို့ပြီးတော့ကျွမ်းကျင်သွားအောင်ဆရာတို့ကဒါရီနဲ့ပတ်သက်လို့ exercise လေးလုပ်လိုက်ရင်မကောင်းဘူးလားဟုတ်ပြီပြောဆရာကြီးเนาะဘာလုပ်လဲဆိုတော့ exercise မှာဆရာတို့ matching လုပ်မယ် ဆိုတော့ matching ကိုလည်းတာဝန်ယူပြီးခဏခဏလုပ်ဘူးပါတယ်เนาะ English မှာလည်းလုပ်ဘူးပါရဲ့เนาะ matching နေဟုတ်တယ်မလားလွယ်လွယ်လေးပါเนาะဇာတို့ဘယ်ဘက်မှာရှိတဲ့ဥပ္ပစာကိုညာဘက်မှာရှိရဲ့သူရဲ့တူတဲ့ဥပ္ပစာနဲ့ဇာတို့ match လုပ်တာလွယ်လွယ်လေးကဲဟုတ်ပြီဒါဆိုရင်ဇာတို့ matching လေးစလိုက်ရင်မကောင်းလားစမယ်เนาะဟုတ်ပြီကဲဒါဆိုရင်တာဝန်ယူရေးဇာပေးထားတာလေးကိုသေချာကြည့်ပါဟောဒီခါ matching မှာ1 2 3 4 5 အားလုံးပေးထားတယ်ကဲဒါဆိုရင်ခုကမှကျတော့ပန်းပွင့်လေးတွေပေးထားတယ်ဒါတို့သူမျိုးတို့ကဲဆိုတော့ဒီပန်းပွင့်လေးတွေကိုเนาะဒီမှာခုဘက်မှာဒါဒီဘက်ကကနန်းကိုအရင်ကြည့်မယ်เนาะပြီးဆိုရင်ခုဘက်မှာရှိတဲ့ပန်းပွင့်လေးတွေဘယ်နှပွင့်ရှိလဲတူတဲ့တူတဲ့အဥ္စာကိုဒါတို့သူမျိုးတို့က match ဆွဲပေးရမယ်ဟုတ်ပြီเนาะဆိုတော့ပြောချင်တာဒီဘက်မှာ1လို့ရေးထားရင်ခုဘက်မှာပန်းတပွင့်ရှိရယ်ဆိုရင်1နဲ့ပန်းတပွင့်နဲ့ကို match လုပ်မယ်ကြယ်လို့5ရေးထားတယ်ဟိုကမှာပန်းလေး9ပွင့်တွေ့ရယ်ဆိုရင်ဒါတို့သမီးတို့က 5နဲ့ပန်းလေး9ဘွဲ့နဲ့ကို match လုပ်ပေးရမယ်။ကဲဒါဆိုသဘောပေါက်ပြီနော်။သဘောပေါက်ပြီဆိုရင်ဆရာတို့စလိုက်ကြအောင်။စပြီ။ပထမဆုံး1ကဲဝမ်းမှာပန်းလေးတစ်ပွင့်ရှာပါအောင်ပမာလေး။တွေးပြီနော်။ Okay တွေးပြီဆိုရင် match ဆွဲလိုက်ပါ။ဒီဘက်1နာနေပြီးတော့ဟိုဘက်ကပန်းလေးတစ်ပွင့်ကို match ဆွဲလိုက်မယ်။ကဲဟုတ်ပြီ။ဆက်ကြည့်ပါဦး။ Ah 2 ကဲဒူးဆိုရင်ဒါတော့ပြီးတော့ဘက်မှာပန်းလေး2ပွင့်ပဲမှာလေပန်း2ပွင့်တေချာချာနော်တေချာခေါင်းလှုပ်ပြီးရှာမယ်နော်ဘက်မှာဟုတ်ပြီအာ တွေ့ပြီလားအာတွေ့ပြီဆိုရင်ဒူးနဲ့ပန်းလေး2ပွင့်နဲ့ကိုမက်ချ်ဆွဲလိုက်ပါတော်လိုက်တာဒါတော့ပြီးတော့ကဲဒါဆိုဆက်ကြည့်မယ်3ကဲဒါတော့ပြီးတော့ဘက်မှာပန်းလေး3ပွင့်ရှာပါအောင်ဘက်မှာလည်းပန်း3ပွင့်อ่ะတေချာရေတွက်ပြီးတော့ရှာမယ်နော်တွေ့ပြီလား ော်လိုက်တာဟာကဲဒါဆိုရင်3နဲ့ဘန်3ခွင့်နဲ့ကို match ဆွဲလိုက်ပြီကဲဒါဆိုဒီက4ကဲ4ဆိုတော့ပန်းလေး၄ခွင့်ရှာရတော့မယ်ကဲဘာမှလည်းပန်း၄ခွင့်ဥပမာဒေချာရေတွက်ပြီးရှာနော်မမစင်းနဲ့နော်တွေ့ပြီလားပန်း၄ခွင့်အာတွေ့ပြီဒါဆိုရင်ပန်း၄ခွင့်နဲ့ဒီဘက်က4လေးနဲ့ကို match ဆွဲလိုက်မယ်အာတော်လိုက်တာကဲဒါဆိုနောက်ဆုံးတစ်ခုပဲကြံတော့တယ်နော်5တက်ဒါဆိုပန်း၅ခွင့်ပမာလေဥပမာ ဘာငါဘုံတေချာတွေ့အောင်ရှာနော်ကဲတွေ့ပြီလားတေချာရေတွက်ကြည့်နော်မမစေနဲ့နော်ဟာတွေ့ပြီဆိုရင်5နဲ့ဘာငါဘုံနဲ့ကို match ဆွဲလိုက်ပါကဲထားပဲဒါပြီးတော့ဘာခက်လဲဘာမှမခက်ဘူးနော်ဒါတို့မျိုးတို့ count လုတ်တက်တဲ့အခါကျတော့ဒီဘက်ကကနန်းနဲ့ဟိုဘက်မှာပန်းလေးဘယ်နှပွင့်ရှိလဲနော်ဒါလေးကို match လုတ်တက်သွားပြီကဲဒါဆိုရင်တအားပြောဖို့ကောင်းတယ် matching ကဟုတ်ပြီဒါဆိုဆရာတို့ matching နောက်တစ်ပုတ်ဆက်ပြီးတော့သွားလိုက်ကြအောင် ကဲဒီကံမဲ့ချိန်မှာကြတော့တာရုသမီးတို့ကို6 7 8 9 10ပေးထားပြီကဲဟာဟိုမှာကြပန်းလေးတွေအများကြီးပဲဟုတ်ပြီလားကဲဆိုတော့ဒီကံလည်းအဲ့လိုပဲเนาะဒီဘက်မှာဒါ6လို့ပေးထားရင်ပန်း6ပွင့်နဲ့ match လုပ်မယ်ဟလား7လို့ပေးထားရင်ပန်းလေး9ပွင့်နဲ့ match လုပ်မယ်လွယ်လွယ်လေးကဲဒါဆိုစလိုက်ကြအောင်ပထမဆုံး6ကဲဒါဆိုပန်းလေး6ပွင့်ကိုရှာမယ်ဟုတ်ပါမှာဘာမှလည်းပန်း6ပွင့် ကဲဒီကကြတော့ရေအတွက်ကသူကများတဲ့အတွက်ကြောင့်ဒေချာကြီးမယ်နော်တွေ့လားပန်း၆ပွင့်ဟော တွေ့ပြီကဲဒါဆိုရင်6နဲ့ပန်းလေး၆ပွင့်နဲ့ကို match ဆွဲလိုက်မယ်ဟာရမ်းတော်လိုက်တာကဲဒါဆို7ဟာ7 7ဆိုပန်းခုနှစ်ပွင့်ပေါ့ပန်းခုနှစ်ပွင့်ပမာလေဟိုဘက်မှာအာခုနှစ်ပွင့်ဆိုများတော့များတော့ဒေချာလေးရေအတွက်ပြီးချာနော်တွေ့ပြီလားခုနှစ်ပွင့်အာတွေ့ပြီကဲဒါဆိုရင်7နဲ့ခုနှစ်ပွင့်နဲ့ကို match လုပ်လိုက်မယ်။ကဲဒါဆိုဒီက8တဲ့။ဟာ8ဆိုတော့ပန်းလေး10ပွင့်ရှားရမယ်ဟုတ်ပါမှာ။ဘာမှလည်းပန်း10ပွင့်။ဟာဒေချာရေးတွက်ပြီးရှာနော်ပန်း10ပွင့်ကိုတွေ့ပြီလား။ Yes တွေ့ပြီ။ကဲဒါဆိုရင်8နဲ့ပန်း10ပွင့်နဲ့ကို match ဆွဲလိုက်ပါ။ဟာတော်ရယ်ကဲဒါဆိုဆရာတော့နောက်တစ်ခုတက်သွားမယ်။9နဲ့ကဲ9ဆိုတော့တဖြည်းဖြည်းကနန်းနေရာဘာဖြစ်လာပြီလဲ။ညာလာပြီနော်။ညာလာပြီဆိုရင်ကဲပန်း9ပွင့်ပမာ သေးချာလေးရေထွက်ပြီးတော့ရှားကြည့်ကိုပွင့်မမားစင်းနဲ့နော်တွေ့ပြီလားအာတွေ့ပြီဆိုရင် nine နဲ့ဘန်ကိုကွင်းနဲ့ဟို match လေးဆွဲလိုက်မယ်ကဲဒါဆိုရင်ဆရာတို့ခုလောက်လာနောက်ဆုံးတစ်ခုပဲကြံတော့တယ်ကြည့်ဒီကကြတော့10ဟာ10ဆိုတော့ပန်း10ပွင့်ကဲဆိုတော့ပန်း10ပွင့်ဆိုတော့ဟိုကမှအများဆုံးပမာလေ30ရက်10ပွင့်ပမာရှိလေတေချာလိုက်ရှာနော်ဟုတ်ပြီအရေးအတွက်ကတဖြည်းများလာပြီနော်တေချာရေးအတွက်ပြီးတော့ ရှာကြည့်မယ်တွေ့ပြီလားပန်းဆယ်ပွင့်ဟာတွေ့ပြီကဲဒါဆိုရင်ထဲနဲ့ပန်းဆယ်ပွင့်နဲ့ကို match လေးဆွဲလိုက်ပါကဲဒါတို့မိတို့ရေ matching လေးကဘာခက်လဲဘာမှမခက်ဘူးနော်ကဲဒါဆိုဒါတို့မိတို့နော်ဒီ matching ကိုလှုပ်လိုက်ချင်းအပြင်ဆရာတို့ကဘာကိုတက်သွားလေဆရာတို့1 to 10เนาะဆရာတင်ထားပြီးသားအဲ့ဒါဟိုမှာသားတို့ပြောဟိုမှာပန်းလေးတွေကိုရေတွက်သွားတယ်ပြီးရင်ဒီဘက်ကเนาะဆရာတို့ဒီမှာတပွင့်ဆိုရင် 1နဲ့အဲ့ဒီ match လုပ်သွားရင်7ဝင်ဆိုလဲ10နဲ့ match လုပ်သွားရင်ကဲဒါဆိုသားတို့ဒီ1 to 10ကို0ဘယ်လို count လုပ်ရလဲဒီ count လုပ်တာလေးကိုလည်းခေါင်းထဲမှာဆွဲသွားပြီးမှတ်မိသွားပြီလို့ထင်ပါတယ်ကဲဒါဆိုသားတို့အနေနဲ့ပို့ပြီးတော့ကျွမ်းကျင်သွားအောင်ဒီ counting ဘယ်လိုလုပ်လဲเนาะဒီ match လေးတွေကိုဆရာဘယ်လိုတွဲသွားလဲเนาะအဲ့ဒါလေးတွေကိုတစ်ခေါက် ိမ်မှာပြန်ပြီးတော့လေ့ကျင့်လိုက်ပါကဲဒါဆိုရင်တော့တအားတို့မိတို့ count လောက်တာဘာမှကြောက်စရာမလိုတော့ဘူးเนาะ